အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွန်မွန်ကောင်တောင်းပြလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အပြောင်းရွှေ့ရာသီမတိုင်ခင်မှာတော့ဒါကျွန်တော်တို့ Arsenal အသင်းကတော့ဒါကျွန်တော်တို့အလုတ်တွေစလှုပ်နေပြီလို့ပြောလို့ရပြီလို့ပြောလို့ရပါတယ်အဲ့တော့ဒီတရင်ဒီတရင်ကတော့လက်ရှိမှာဒါတရင်တူမယ်အရန်ကြီးတော့မရှိသေးဘူးအဲ့တော့ကျွန်တော်ဒါ9မိနစ်တရင်ပေါ့နော်အဲ့တော့ ်လက်ရှိမှာဒါ Arsenal အသင်းအနေနဲ့ La Mane New Year ဒီမှာခေါ်ယူမဲ့တိုက်စစ်မှုတွေကိုလက်ရှိမှာ list လောက်လိုက်ပြီးဖြစ်ပြီးတော့ဒီတိုက်ဆက်မှုတွေရဲ့ agent တွေအတူတာများမကြာမီကာလအတွင်းမှာဒါကျွန်တော်တို့သူတို့ရဲ့အားကစား driver အသစ်ဖြစ်လာမဲ့ NDA barter နဲ့တရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်တော့မယ်ဆိုပြီးလက်ရှိမှာတသတင်းတွေအကုန်လုံးတက်လာပြီးဖြစ်တယ်အဲ့တော့အာဆိုတဲ့နဲ့လာမဲ့ညရာဒီကြောင့်မှသာဒါခုနကဘယ်လိုအလုပ်လုပ်တော့မှမဟုတ်ဘဲနဲ့အခုချိန်ကလေးကဒါအလုပ်လုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးကိုစတင်ပြီးတော့ season တွေဖြစ်တယ်ဒါခုနကဘာအားကစား driver အသစ်လည်းရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ရောက်ပြီလားရောက်အခုချိန်ဒီဒါရော Arsenal သေးတဲ့တင်းတွေကိုကြည့်ကျွန်တော် Arsenal တွေအသစ်ရောက်ပြီလားမကြီးညာသေးဘူးလားဘာလားအထားပါ ါဒါပါဒါပါအဲ့တော့လက်ရှိမှာဒါကျွန်တော် Arsenal တင်းနေလာမယ့်ဒါကျွန်တော်တို့ ရပ်ပိုင်းတွင်းလာပိုင်းတွင်းမှာသူတို့ကြိုက်နေတတ်တဲ့ကစားသမားတွေနဲ့အတူဒါကျွန်တော်တို့စတင်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်။အဲ့တော့လက်ရှိနောက်ဆုံး breaking news တစ်ခုအနေနဲ့ဒါကျွန်တော်တို့တက်လာတဲ့သတင်းရဆိုတော့ Arsenal ကတော့ဒါကျွန်တော်တို့ Victor Kayogres ကိုရလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်သူ့ရဲ့ agent ဖြစ်တဲ့ Hudson Syndicate နဲ့ဒါကျွန်တော်တို့ချိတ်ဆက်ပြီးတော့တွေ့ဆုံဆွေးနွေးသွားတော့မှာဖြစ်တယ်ဆိုပြီးတော့စတင်ပြီးတွက်လာခဲ့တယ်။အဲ့တော့ပြောချင်တာကကျွန်တော်တို့အာ Arteta ကလည်းဒီလက်ရှိဒါကျွန်တော် Victor Kayogres ရဲ့ agent နဲ့တော်တော်လေးကိုခင်းတဲ့အတွက်ကြောင့်မလို့ဒါ Arteta ကိုယ်တိုင်ဒါကျွန်တော် Victor ယိုကရက်စီအေဂျင့်နဲ့တွေ့ဆုံဆွေးနွေးခြင်းနဲ့အတွက်ကြောင့်မို့လားတရားဝင်ဒါစကားပြောမဲ့ meeting ပုံစံမျိုးတစ်ခုနေနဲ့ဒါ request လုပ်ထားပြီဆိုတဲ့သတင်းကိုဒါလွန်ခဲ့တဲ့ဒါကျွန်တော်ဒါဗီဒီယိုမနိုင်ငံဒီနေ့မနက်အစောပိုင်းမှာတက်လာခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ပြောချင်တာကဒါကျွန်တော် Arsenal အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်တော့နောက်ဆုံး တိုက်စစ်မှုတွေကိုတရားဝင်ခေါ်ယူဖို့အတွက်ဒီနှစ်ဒါကျွန်တော်တို့အပြောင်းရွှေ့ရာသီမတိုင်ခင်ရဲ့လုပ်ဖို့ရှိတယ်။ဒါအပြင်ကျွန်တော်အာဆနယ်က Victor Kyogres တခုတည်းမဟုတ်ဘဲနဲ့ Alexander Isak ရဲ့ agent တွေပါလာမဲ့ဒါရက်သက်တစ်ပတ်အတွင်းမှာတွဲဆုံသွားဖို့ရှိတယ်ဆိုပြီးတော့မနေ့ကတည်းကကျွန်တော် Fabrizi Romano ရဲ့ဒါ podcast မှာတွေ့ရမယ်တမပါ။အဲ့တော့ပြောချင်တာကဒီကစားသမားတွေကိုဒါကျွန်တော်တို့အသေးနှစ်သိန်းကြားဒါဒဲဆွေးနွေးမယ်အချိန်မရောက်သေးခင်မှာကစားသမားတွေရဲ့ပုံကူရေးရသဘောတူညီမှုကစားသမားတွေရဲ့ဒါကျွန်တော်တို့ပုံကူရေးရရလူကျင်တဲ့ qualification လာစာတို့ဘာတို့ကို qualification အောင်ပြုလို့လူကျင်တဲ့လာစာတို့ဘာတို့အချိန် ွေနေတကူအဓိကဆွေးနွေးသွားဖို့အတွက်တွေးဆသွားမယ်လို့ကျွန်တော်အနေနဲ့ကြားသိရတယ်မှာပါပါတယ်အဲ့တော့ပြောချင်တာလက်ရှိမှာအာဆိုတင်းနေတာတိုက်စစ်နေရမှာဒါကျွန်တော်လူတော်များအတွက်ဒါပြင်ဆင်နေတယ်တို့မဲ့တော့ကြာကြာကျွန်တော်မနေ့ကပြောခဲ့လို့ပဲတို့အနေနဲ့ဒါကျွန်တော်ဈေးကြီးပေးပြီးတော့ ခေါ်ရတဲ့ကစားသမားတွေကလည်းအိမ်လုတော်မဲ့ပြင်ကိုအလကားရမဲ့ကစားသမားတွေကလည်းလက်ရှိမှာတရံဝင်စတင်ပြီးဆွေးနွေးတော့မှဖြစ်တယ်အဲ့တော့မနေ့ကပြောတဲ့အချိန်မှာဂျိုနသန်ဒေးဗစ်ရဲ့အေဂျင့်အနေနဲ့အာစနိုအသင်းကအခုလက်ရှိကောလာဟာလာဒီကတရံဝင်အောင်ဆွေးနွေးနေပြီလို့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကတော့ကောလာဟာလာပေါ့ဆိုသူတို့နဲ့အခရဒရိုက်တာမရှိဘဲနဲ့အာစနိုအသင်းကတရံဝင်ဆွေးနွေးမှာမဟုတ်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်အဲ့တော့အာစနိုအသင်းအနေနဲ့လာမဲ့ຫນွေမတိုင်ခင်မှာကစားသမားတွေကဒါသူတို့အနေနဲ့သူတို့ အအသင်ပေးနိုင်လားမပေးနိုင်လားဆိုအခြေအနေတခုသူတို့သိချာကြည့်သွားဖို့ရတယ်အဲ့တော့လက်ရှိမှာ Victor Kyle Grace ရဲ့ agent ဒါကျွန်တော်တို့ Hassan Sintikaya နဲ့တော့လာမယ့်ရသက်တစ်ပတ်မှာတွေ့ဖို့ရှိတယ် Alexander agent နဲ့လည်း Alexander IO ဆို Alexander အစ်စရဲ့ဒါကျွန်တော် agent နဲ့လေလာမဲ့ဒါကျွန်တော်တို့ရသက်တဲ့ဘက်မှာတွေ့ရအောင်ရှိတယ်အဲ့တော့နောက်တစ်ခုကဂျိုနသန်ဒေးဗစ်ဂျိုနသန်ဒေးဗစ်ရဲ့ agent နဲ့လေလာမဲ့ရသက်တဲ့ဘက်မှာတွေ့တော့ဒါတချို့သော call ဟာလိုက်မှာ arsenal ရဲ့ဒါကျွန်တော်တို့အရေးကြီးတဲ့ပုံကူရင်းနဲ့ဂျိုနသန်ဒေးဗစ်ရဲ့ agent နေနဲ့တွေ့ဆုံပြီးသွားပြီလို့တော့မှ call ဟာလိုက်ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါမထင်ဘူးဆိုအဂရ director လည်းမရှိဘဲနဲ့ဒီလိုမျိုးလုပ်ပါမလားပေါ့နော်အဲ့တော့ဒါကုနာဘယ်လိုပဲတုံးမှာသတင်းတွေဆိုတာတော့ကြောက်ကြက်လီးပြီးယုံကြပါဘူးကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့ အာဆနိုအသင်းအနေနဲ့လာမယ့်နူရာဒီမှာသူတို့ဘလူတွေလွတ်လွတ်သွားမယ်အခုချိန်မှာဒါအာဆိုအသင်းနဲ့လာမယ့်နူရာဒီမရောက်ခင်မှာရင်သူတို့ခေါ်ချင်တဲ့တိုက်စစ်မှုတွေကိုတရားဝင်စကားပြောသွားဖို့အတွက်ဒီရက်သက်တပတ်မှပြင်ဆင်လာပြီအာဆနိုအသင်းအာဆနိုရိုက်တာမင်းမြန်ဆဆန်ခေါ်ရဆိုတာအာချာဗီနိုမူတကယ်လွတ်လွတ်ဖို့ပြောလို့အဲ့တော့ ဒါတကယ်ခေါ်မလားမခေါ်မလားတော့လာမယ့်နေရာဒီမှာကျွန်တော်ကခုနကအာစတာပြိတ်သက်တဲ့ခုလက်ရှိမှာစိတ်ပြက်လျက်ရှိတဲ့ကြောင်းကဒါတိုက်စစ်မှုတွေကိုတရားဝင်ဆွေးနွေးတာတော့ဟုတ်ပါတယ်လာမယ့်နေရာဒီကြရင်ဒီကစားသမားတို့ဒီလူတွေကိုဒါကျွန်တော်တို့ခေါ်မယ်ဆိုတော့လေနဲ့နေပြီးသွားမှာအာစတာပြိတ်သက်တွေကဒါကြီးကိုတော်တော်လေးကိုစိုးရိမ်နေလို့ပြောလို့ရတယ်တဲ့မှာပါအဲ့တော့မိတို့ပင်စိုးစိကားမှုပါအခုလက်ရှိမှာဒါအာစနယ်ပြိတ်သက်တွေနေနဲ့ဒီအပြောင်းရွှေ့တွေကိုဖြစ်လာဖို့အတွက်မျှော်လင့်နေအာစတာသင်းနဲ့တကယ်အလုပ်လုပ်မယ်လို့ကျွန်တော်အနေနဲ့ဒါထင်ပါတယ်ဒါလာမယ့်နေရာဒီမှာအာစတာသင်းတကယ်ကိုကောင်းမွန်တဲ့တကယ်ကိုအရေးချင်းရှိတဲ့တိုက်စစ်မှုတွေရောက်အာစတာသင်းစီရောက်လာ မယ်လို့ကျွန်တော်ကတော့မြင်မိမယ်လို့ပြောရင်းနဲ့ပဲ ကျွန်တော်တော့အသုံးပြုပါမယ်။ဘလုတ်ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကြည့်ရလို့ဆိုပါဝင်ကွန်ကြီးလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များသောကွန်ကြီးပြလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါတယ်။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပေကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။အားလုံးပဲကြိုးတူပါတယ်။ Tivo, ovvia.